ပုံမှန်မဟုတ်တဲ့ပုံစံနဲ့ကဘာမြေကိုလာနေတဲ့ဥက္ကာကြီးကဂျူသားရှင်ပြန်လာ။ကျမတို့ရဲ့ပေးကနေဒီနေ့မှာတော့ကဘာသိပ္ပံပညာရှင်တွေကြားမှာရင်းပွားစရာစိတ်လှုပ်ရှားစရာအကောင်းဆုံးဖြစ်နေတဲ့အကြောင်းအရာတစ်ခုကိုတင်ဆက်ပေးကြပါရစေ။ကျမတို့နေဖွဲ့စည်းတဲ့ကို အခုထူးဆန်းတဲ့ဧည့်သည်တယောက်ဝင်လာနေပါရစေ။သူ့ရဲ့နာမည်ကတော့ Atlas လို့ခေါ်တဲ့ဥက္ကာကြီးပါ။ဒါကကျမတို့နေဖွဲ့စည်းပြင်ပကနေဝင်ရောက်လာတဲ့အာကာသရှားဝဲတို့တစ်ခုပါ။ အမေရိကန်အာကာသအေဂျင်စီနဲ့သိပ္ပံပညာရှင်များစုကတော့ဒါကိုကြေတကွန်တစ်ခုဖြစ်သတ်မှတ်ထားပါရယ်။ဒါပေမဲ့ဒီနေ့ကျွန်မပြောချင်တာက သိပ္ပံပညာရှင်တွေသတ်မှတ်ထားတဲ့ကြေတကွန်ဆိုတာတဲ့ပိုစစ်ဝင်စားစရာကောင်းတဲ့ theory တစ်ခုကြောင့်ပါ။ဒါကတာမန်ဥက္ကာကဒါမှမဟုတ်ကြေတကွန်တစ်ခုမဟုတ်ပဲကျမတို့ကိုလာရောက်လေ့လာဖို့တမင်တကာဒီဘက်ကိုလွတ်လိုက်တဲ့ဂျူသားတို့ရဲ့အာကာသရေတစင်းဖြစ်နေနိုင်မလား။ဒီလိုယူဆချက်မျိုးကအခုမှပေါ်လာတာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်နေငယ်ကကျမတို့နေဖွဲ့စည်းတဲ့ကိုပထမဆုံးဝင်ရောက်လာခဲ့တဲ့ကျေးတရားသာဥက္ကာကဲကိုမှတ်မိကြအောင်မလားသူရဲ့ဆေးပြင်းလေးလိုပုံတရံနဲ့ထူးခြားတဲ့ရှင်ကြောင့် Harvest တက္ကသိုလ်ကနမေကြီးပညာရှင်တဦးကတောင်ဒါဟာချိုသားတွေရဲ့အလင်းစွမ်းအင်သုံးရွှေသိမ်းမောဖြစ်နိုင်တယ်လို့ခိုင်မာပြောခဲ့ပူပါရီအခု Atlas ဥက္ကာကဲကအဲ့ဒီပထမဧည့်သည်တော်ကြီးထဲပို့ပြီးထူးခြားတဲ့ရှင်ပြန်လို့ယူဆစရာချက်တွေပြသနေပါရီနမေတိထိန်းချုပ်ထားသလိုပြောင်းလဲနေတဲ့ရှင် ပထမဆုံးနဲ့ရေးကြီးဆုံးချက်ကသူ့ရဲ့အရှိန်နဲ့လမ်းကြောင်းပါပဲ။ဒီဥက္ကာခေဟာနရေဆွမ်းအားတသက်ကြောင်းသွားနေတာမျိုးမဟုတ်ပဲသူထေးကနေထဲဆောင်တွန်းခင်အားတခုခုဟာတွန်းနေသလိုမျိုးဆွမ်းအားမဟုတ်တဲ့အရှိန်ပြနေပါရီ။ဟုတ်ပါရီ။ခြေတကိုနေနာရောက်ရင်ရေခဲတွေငွေပြန်ပြီးဒန်းငွေတွေတွန်းထွက်တာကြောင့်ဒီလိုအရှိန်ပြောင်းလဲတာမျိုးဖြစ်တတ်ပါရီ။ဒါပေမဲ့ဒီဥက္ကာခေရဲ့လမ်းကြောင်းပြောင်းလဲပုံကတာမန်ဒန်းငွေတွန်းခင်အားပုံစံမဟုတ်ပဲထင်းချုပ်ထားတဲ့ တွန်းကင်အားပေးရန်နီယာတို့ရဲ့တွန်းအားလိုဖြစ်နေရလို့အဆိုပါပညာရှင်တွေလိုမျိုးပုဂ္ဂိုလ်တွေကထောက်ပြနေကြတာပါ။ဒါကတဘာဝတရားထဲတီထွင်ဖန်တီးထားတဲ့ဤပညာရဲ့လက္ခဏာတခုပြနိုင်မလား။နမနဲ့တုံလို့စရာဒါတို့အခွဲစီပုံ။ဒုတိယချက်ကပို့ပြီးတော့တုံလို့စရာကောင်းပါရီ။သိပ္ပံပညာရှင်တွေဟာသူ့ရဲ့တန်းွေအစုဝေးမြူကိုထန်းကိုလေ့လာကြည့်တဲ့အခါထူးထူးခြားခြားနီကေဓာတ်တွေအများအပြားပါဝင်နေတာကိုတွေ့ရပါရီ။နီကေဆိုတာပါလေ။ကျမတို့ကဘာပေါ်မှာဒါဟာစက်မှုလုပ်ငန်းတော့ တထုဆက်တွေဥပမာတံပဏီတို့အာဂါသရှင်ခွန်တွေစယံရောင်စိတ်ပိုင်းတွေတိဆောက်ရမှာတုံးတဲ့အဓိကတထုတမျိုးပါတဘာဝတိုင်းဖြစ်နေတဲ့ကျေတုကုန်တစ်ခုမှာဒီလောက်များတဲ့နီကယ်ပါဝင်နေတာကထားတဘာဝတိုင်းဖြစ်တည်လာတာဟုတ်ရဲ့လားဒါမှမဟုတ်တစုံတစ်ယောက်ကတိဆောက်ထားတဲ့ဖန်တီးထားသောအရာဝိတုကြီးလားဆိုပြီးတော့မိကုံထုတ်စရာဖြစ်လာစေပါရဲ့အနည်းချုပ်ပြောရမေးဆိုရင်ဟုတ်ပါရဲ့သိပ္ပံပညာရှင်အများစုကတော့မဟုတ်ပါဘူးဒါကကျေတုကုန်မှာပဲသူ့မှာအမီတန်းလေးတွေ့ရတယ် မြို့ကိုတန်းလေးတွေ့ရတယ်။ဒါကြောင့်ကျေတကွန်သေးကြရလို့ပြောနေကြပါရည်။တိုင်းမဲ့ပထမဥက္ကာကဲမာတို့ကလည်းဒီလိုညင်းပွားခဲ့ကြတာပါ။အခုဒီဥက္ကာကဲကတော့အရှိန်ကထူးခြားနေတယ်။ပါဝင်ပစ္စည်းကအနီကဲတွေဖြစ်နေတယ်။ဒီချက်တွေအားဒါဟာလာလေးလာတဲ့ထောင်လန်ရေးရှင်တစင်ဖြစ်နိုင်ခြေကိုညွှန်ပြနေရလား။ပရိသတ်ကြီးရောဘလို့တင်ပါသလဲ။ဂျာတာမင်ကျေတကွန်လေးပဲလား။ဂျာမို့ကျမတို့နေအဖွဲ့စည်းရဲကိုဝင်ရောက်လာတဲ့ဂျူသားရဲ့ရှင်ပြန်တစင်ဖြစ်မလား။ကောမမဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင်။